အဲ့တော့ဒီမှာဆိုရင်ပုတ်ရှည်ကြီးပဲပေါ့လေနော်လေးပုတ်တွေဟာလေးကိုပေးထားတယ်။ဟီတုတ်တုန်မွန်ဒိုင်တဲ့တခုတော့ပြဿနာဆိုတာလေးရှိရဲ့။အဲခွန်နိုယောနာမွန်ဒိုင်ကအခုတူလေးကိုအနားနေကအဲ့တော့ဒီဟာဘာကိုမေးတာလဲဆိုလို့ရှိရင်တခုတော့ပြဿနာရှိရဲ့လို့ပြောထားတယ်နော်။အဲ့ပြဿနာဘာလဲလို့မေးတာမဟုတ်ဘူး။အဲ့ပြဿနာက ပေါ်လာရတဲ့ပုံတော့အဲ့ပြဿနာပေါ်လာရတဲ့အကြောင်းပြချက်ကိုမေးရအဲ့ဒါလေးသတိထားအမေပေါ်နေနော်အဲ့တော့ပြဿနာဖြစ်ရတဲ့ပုံဒီပြဿနာကြီးဖြစ်ရတဲ့အကြောင်းပြချက်ကဘာလဲတဲ့နံပါတ်1ကကြလို့ရှိရင်မိုတိုနိုခရော့စနောဆေးတူဆိုရင်ဣစနီရေနောကခနနီအီကေနိုင်ခါရအရင်ကအတန်ကကလေးတွေပေါ်နေနော်ကြောင်းတပဲ့တွေနဲ့အတူတူတဲ့ အပေါ်တန်းကိုအပေါ်ပညာသင်တဲ့ကိုမတက်လိုက်နိုင်လို့အဲ့တော့နောက်တတန်းကိုမတက်လိုက်နိုင်လို့ပေါ့အဲ့ဒါကပြဿနာဖြစ်ရတဲ့အကြောင်းရင်းလားပေါ့လေနော်နောက်နံပါတ်2ဆိုရင်ဟီတိုရီတာကေဂျူရီယိုကဝတ်တေခါရဖက်တေခါရစစွာအတိုင်းပဲပါထားတယ်ပြီးနောက်လို့ပြောချင်တာလေနော်ဖက်ပြီးနောက်လို့ပြောချင်တာအဲ့တော့တယောက်သေးရပဲကွာအတန်းချိန်ကြီးကိုပြီးသွားတဲ့အတွက်ကြောင့်မလို့တဲ့နိုကူလာနာခေတယ်ပါနာရန်တိုင်းနဲ့မကြံခဲ့ရလို့အဲ့တော့ဒါကြီးကနိုကူကနေကစကနေအောင်အတိတ်ပဲမရှိဘူးဟုတ်တယ်မလား ကိုတယောက်တည်းပဲအတန်းပြီးသွားတယ်။ဒါကြောင့်မလို့ကြံကိုကြံခဲ့ဖို့လိုအပ်တဲ့အတွက်ကြောင့်မလို့တဲ့။အဲ့ဒါကြီးကပြဿနာလားပေါ့လေနော်။နောက်နံပါတ်၄ကကြာနံပါတ်၃ကကြာလို့ရှိရင်ဂျီဘွန်ကခရစ်စနိုနာကလေး1番番気をしなかったかられ。ကျွန်တော်ကပေါ့နော်အတန်းထဲမှာတဲ့။အစမလုံဆုံးဖြစ်လို့မို့လို့ကိုကို ဒီတကူသောပြည်တနာဖြစ်ရလားပေါ့လေနော်နောက်နံပါတ်လေးကကျတော့ဂျီမွန်တကေကမိုတုံတော့ခရတ်စေတိုတိုအဆိုဘေးနိုင်ခါရကိုတယောက်သေးရပဲတဲ့တခြားအရင်တော့ရှိခဲ့တယ်ပေါ့နော်မိုတိုဆိုရယ်အရင် class ကကျောင်းသားတွေအရင် class ကတပည့်တွေနဲ့တူတူတဲ့အဆိုဘေးနိုင်ပေါ့နော်ကစားလို့မရတဲ့အတွက်ကြောင့်မို့လို့အဲ ပြေတနာဆိုရင်အဲ့အဲ့ပြေတနာဖြစ်ရတဲ့အကြောင်းရင်းအထာလာပါလို့နော်အဲ့တော့လေးဥပေးတာတဲ့နံပါတ်1ကနောက်တဲ့တန်းကိုမတက်ရောက်နိုင်လို့နံပါတ်2ကကြောက်လို့ရှိရင် ကြံကိုကြံခဲ့ရမှာမလို့နံပါတ်3ကကြောက်လို့ရှိရင်စာမလုပ်ဆုံးဖြစ်လို့နံပါတ်4ကကြောက်လို့ရှိရင်မကစားနိုင်လို့ဆိုမှဖြေလေးဥပေးထားရပါတော့အဲ့မြင်းကြောင်းတတာလေးကဒီနန်းလေးအဲ့တော့စပြီးမှကြည့်ကြည့်ရင်မဆုပထမဦးဆုံးအနေနဲ့လေးတဲ့သို့တမင်တော်မွန်တိုင်ပါပြေတနာဖြစ်ရတဲ့ပထမတစ်ခုပေါ့လေနော်တစ်ခုမြောက်တော့ပြေတနာသည်တဲ့ခရစ်စနောနာကနောဇနာဂရီက အတန်းထဲမှာရှိတဲ့ဇနကတိချိတ်ဆက်မှုတွေဆိုတာကဟီဒိုနီအယံကိုမောတဲ့ဇရိုဤအချူချောအချူရှောချူကကိုတဲ့ရှောဆိုတာကမူလာတန်ချူဆိုတာကအလေတန်းပေါ့လေနော်အဲ့တော့မူလာတန်အလေတန်းအကြောင်းနေမှာလို့ပြောချင်တာမျိုးရတိုင်းတစ်ခုတည်းကိုညွှန်းတာမျိုးမဟုတ်ဘူးပေါ့လေနော်နှစ်ခုကိုညွှန်းချင်တာမူလာတန်းရောအလေတန်းရောအကြောင်းနေပါတယ်အဲ့တော့ဘာကိုပြောချင်တာလဲဆိုတော့ပထမမြောက်ပထမမြောက်တစ်ခုပြည့်တနာပေါ့လေနော်အဲ့တော့ဒီ ပထမတစ်ခုပြဿနာတစ်ခုဆိုတာကအတန်းနဲ့ရဲ့ချိတ်ဆက်မှုတွေဆိုတာအရန်ကိုအားကောင်းတယ်ပေါ့နော်အဲ့တော့ပြောချင်တာကကလေးလေးတွေဆိုတာဘာမှမသိဘူးဟုတ်တယ်မလားအဲ့တော့ကစားမယ်စားမယ်ဒီတငယ်ချင်းကိုအရန်ခင်ရတယ်လေနော်ငငယ်ကဆိုတော့အဲ့လိုမျိုးအရန်ကိုအားကောင်းပါတယ်ဆိုတော့မူလာတန်းနဲ့အလေတန်းចောင်းနေမှာတဲ့ဂျီဘွန်ဟီတိုဒီကကိုတယောက်တည်းကနေပြီးရောတဲ့ရှင်ကယူဒီကိနိုင်တို့ရှင်လေးကစွစွမေတို့ဆက်ဖြစ်တဲ့ဆက်လုပ်တယ်လို့ပြောရဟုတ်တယ်မလား Q လေးလည်းသိရလေနော် level ကိုပြောချင်တာဟုတ်တယ်မလားအဲ့တော့ရှင် Q ဆိုတော့ now level ကိုတက်ကြည့်နိုင်မရောက်သွားဘူးလို့ပြောချင်တာအဲ့တော့ဒီလောက်ကတန်းထဲမှာကလေးလေးတွေဆိုတာကမြန်မြန်တမ်းမိရဲ့ဟိုဗါလဲအရန်ဆော့ပေါ်ဆော့ပတ်လေးလေးနော်ကလေးဖြစ်တဲ့အတွက်ကြောင့်မလို့မူလာတန်းလို့အလေတန်းလို့ဆိုရွယ်လေးတွေဟုတ်တယ်မလားအဲ့ဒါကြီးကိုကိုတယောက်ထဲရမယ်နောက်တတန်းအောင်ကိုကမပါသွားဘူးဖို့ဆိုရင်ဆိုရင်မပါသွားဘူးဆိုရင်ဒါယန်နာရှုကူဥကေရူတူယူကိုတို့ဒါ shock ဆိုရဲပေါ့နော် shock ကိုဥကဲတို့မသိနံပါတ်1လေးကိုကြည့်ပါဆိုတော့ဒီဘက်မှာကြည့်လိုက်တော့ are gun in the to them for နေတာတို့တခုတော့အကြောင်းရင်းအကြောင်းမလို့ပေါ့နော် are ဆိုတာလေးကိုအမြဲတမ်းတခုတော့ဆိုတာလေးမှတ်ပါ are နဲ့အနောက်က noun ဆိုရင်ပေါ့နော်တခုတော့ပြဿနာအဲတခုတော့အကြောင်းရင်းပေါ့နော်ဒီနေ့မှာ gun in ဆိုတာလေအဲ့တော့တခုတော့အကြောင်းရင်းကြောင့်ရန်ကိုမှ fuan ပေါ့နော်စိတ်အဆင်မပြေဖြစ်တာမျိုးကိုပူဆွေးဝမ်းနေရတာမျိုးဖြစ်ပူဆွေးဝမ်းနေမှုတွေကိုဖြစ်တယ်ဆိုတော့အကြောင်းရပါပဲအဲ့တော့ ကို့ကိုမေးထားတာကပထမမြောက်ပြည်တနာဆိုတာကဘယ်လိုတွေကြောင့်မလို့ဖြစ်ပေါ်လာတာလဲဆိုတော့နမတားလေးပေါ့ကိုတယောက်ထဲရပဲရှိကိုတက်မသွားဘူးဆိုရင်ဒီလိုမျိုးအရန်ပင်ပန်းဆင်းရဲပါတယ်ဆိုတဲ့ short မျိုးရသွားတာဘာလို့ပြောတာဖြစ်တယ်တကြောင်မလို့တင်းနဲ့သုံးလေးမှာနံပါတ်1နောက်တန်းကိုမတက်ရောက်နိုင်လို့ဆိုတဲ့အဖြေကအစ်ချီပါဖြစ်မှာပေါ့။ညာလိုက်အဲ့တော့နံပါတ်2တယောက်ထဲရပဲ အဲအတန်းပြီးသွားပြီးတော့မှကြံကိုကြံခဲ့ရမှာမလို့မပြောဘူးနံပါတ်3အတန်းထဲမှာစာမလုပ်လို့မပြောဘူးနံပါတ်4ဒီကိုတယောက်ထဲရပဲပေါ့လေနော်တခြားအေးနော်နံပါတ်4လေးနဲ့တော့သွားပြီးတော့မှဆင်းနေနော်ကိုတယောက်ထဲရပဲအရင်အတန်းထဲကအကြောင်းသားရင်းနဲ့မကစားနိုင်လို့အခုကကစားနိုင်တယ်မကစားနိုင်ဘူးဆိုတာထက်ပေါ့နော် shin q မဖြစ်သွားဘူးအတိကပြောတာ ညာလိုက်နောက်တတန်းကိုကိုယ်တိုင်ရောက်မသွားဘူးဆိုရင်ဆိုတဲ့စိတ်ကြီးရပေါ့နော်အရင်ဦးဆုံးစိတ်တက်ကြမှာပြီးတော့မှမှငါတို့နဲ့ကစားလို့မရတော့ဘာညာဒီလိုလာနိုင်တာလေနော်အဲ့ဒါကြောင့်မလို့နံပါတ်လေးကိုမပြောအဲ့တော့အဖြေအားကြီးပါရမလားโอเคလိုက်ဒါလေးကတပုတ်ပြီးတော့အဲ့ခါမှနောက်တစ်ခုဆိုရင်ခေကာဝခဝရနိုင်တာရောရလက်ကြီးကပြောင်းမှာမဟုတ်ဘူးတဲ့နော်ရလက်ကပြောင်းမှာမဟုတ်ဘူးလို့ထင်နေဆိုတာရှိရဲ့ ဒိုယူအီမီကာဘလို့တိပဲလေကြာအဲ့တော့ဒါလေအောင်းကအမြဲတမ်းပြောသလားလို့နော်ဒိုယူအီမီကာတို့ဒိုယူခုတုကာဆိုတဲ့ဟာမျိုးပေါ့နော်အဲ့လိုအကြောင်းအရာရေးတာလာရင်ဒီမင်းရောက်သားရတဲ့အတိတ်ပဲလေးကိုသာတီလို့ရတော့တော့အောက်ကကောင်တွေကဖြေလို့ရတယ်ဘုနော်အခုဒီမှာဆိုလို့ရှင်လေရလက်ကမပြောင်းဘူးထင်နေဆိုတော့ရလက်မပြောင်းဘူးလေဟုတ်တယ်မလားအဲ့တော့ဘာရလက်မပြောင်းမှာလဲပေါ့နော်နံပါတ်1ကကြတော့ဘန်ကျိုကဒီကီနိုင်စေးတို့အကုန်လုံးကအဲ့ဒါတွေပါတယ် တွေ့လိုက်အဲ့တော့စာမလုံနိုင်တဲ့တပည့်တွေစာမလုံနိုင်တဲ့တပည့်တွေစာမလုံနိုင်တဲ့တပည့်တွေအဲ့တော့မမနှစ်တနဲ့နှစ်နဲ့လေးကသွားတူတယ်သုံးနဲ့လေးနဲ့လေးကသွားတူနေတယ်ပေါ့နော်အဲ့တော့အဖြေရှာတဲ့အခါမှာဒီအနောက်ကဟာလေးကိုပဲအတိတ်ကကြည့်ရင်တော့မှ okay နိုင်တယ်နော်အဲ့တော့စာမလုံနိုင်တဲ့ကြောင်းသားတွေကအဲ့ဒီဝေနုံကကနာနီအာဂါလူတာရောတဲ့နောက်ထပ်တဒန်းပေါ့လေနော်အပေါ်ပညာသင်နဲ့ဆိုတော့ကွာနောက်တဒန်းကိုတက်ရောက်နိုင်မယ်ထင်တယ်တဲ့နော်ဒီရလက်မပြောင်းဘူးဆိုတာကအဲ့တော့ ။ငါပြောချင်တာရလက်မပြောင်းဘူးလို့ပြောကြတယ်ကစာမလုတ်တဲ့ចောင်းသားတွေဆိုတော့နောက်တန်းကိုပြောင်းနေဆိုရင်ဒါရလက်ကပြောင်းသွားပြီဟုတ်တယ်မလား။အဲ့တော့အဲ့ဟာထပ်ပေါ့နော်။နံပါတ်1နံပါတ်1လို့မျိုး9ပါတာတွေကိုယူစီချင်တာကွာဒီလား။ तू ပြောနေတာပေါ့နော်။เออ1เซต4อ่ะ1เนี่ยเนี่ย1เซตเนี่ย3เนี่ย4เนี่ย1เซตဆိုပေမဲ့กว่าซามလုံးနိုင်เนี่ยจองသားတွေอ่ะနောက်တန်းအောင်ตัดသွားမယ်ထင်တယ်တဲ့ซามလုံးနိုင်เนี่ยจองသားတွေอ่ะနောက်တန်းအောင်မตัดနိုင်ဘူးထင်တယ်တဲ့အဲ့တော့ ရလမပြောင်းမှုလို့ပြောကနေကဘူးဖြစ်တဲ့ဒီနိုင်ရပဲအတိကဖြစ်နိုင်တယ်လေနော်အဲ့တော့နံပါတ်၄နံပါတ်၂လေးနဲ့ပြီးတော့နံပါတ်၄လေးပေါ့လေနော်နံပါတ်၄ကိုလည်းဘာလို့ပြောလဲဆိုရင်စာမလုံနိုင်တဲ့အကြောင်းသားတွေအားတဲ့ဘန်ကျူကဝါကာဒူယိုနီနာဒူဒါရိုတဲ့စာလေးလာတာစာလေးလာမှုကိုနားလေသွားမယ်ထင်တယ်စာမလုံနိုင်တဲ့အကြောင်းသားတွေကနော်စာလေးလာတော့နားလေသွားမယ်အဲ့ဒါဆိုရင်ပြောင်းသွားရေဟုတ်တယ်မလားပြောင်းလဲမှုဖြစ်သွားပြီလေနော်မလုံနိုင်တဲ့ကလေးကလို့ဒီစာ စာလေးလာနိုင်သွားပြီပေါ့အဲ့လိုဖြစ်သွားပြီဆိုတော့လေနော်အဲ့တော့ဒီလိုပြောမှထက်စာရင်နိုင်နေဖြစ်တဲ့နံပါတ်1နဲ့နံပါတ်4เนี่ยဖြစ်ဖြစ်ရခိုင်တော့ပုံများတယ်။အဲ့ထေရမှာမှနောက်တတန်းတက်မတက်နိုင်ဘူးဆိုတဲ့အကြောင်းကိုပြောမှလားစာလုတ်တဲ့ကောင်ကို နားမလည်နိုင်မှုဆိုတဲ့အကြောင်းပဲထပ်ပြောမှလာပေါ့လေနော်အဲ့တော့ဒီကောင်ဆိုလို့ရှိရင်ဘန်ကျိုကဝါကာဒူယိုနီဆိုလို့ရှိရင်စာလီလာမှုတွေကဝါကာဒူယိုနီဆိုလို့ရှိရင်ဗတ်စနေယိုနီဆိုရင်ဗက်ယန်လို့ပြောချင်တာဟုတ်တယ်မလားဗက်ယန်နာတော်နိုင်မဖြစ်နိုင်ဘူးပေါ့နော်အဲ့တော့စာလုတ်ဖို့အတွက်နားမလည်နိုင်ဘူးထင်တယ်လို့ပြောချင်တာတယ်နော်စာမလုံးနိုင်တဲ့ကလေးတွေကနောက်တန်းမတက်နိုင်ဘူးထင်တယ်လားစာမလုံးနိုင်တဲ့ကလေးတွေကစာလီလာဖို့ပေါ့လေနော် နားမလည်နားလည်ဖို့ရမဖြစ်နိုင်ဘူးအဲ့တော့စာမလေ့လာနိုင်ဘူးပေါ့အဲ့လိုဖြစ်နေတာပေါ့လေနော်စာမလုပ်နိုင်တဲ့ကလေးတွေကစာလေ့လာခြင်းကိုနားလည်ဖို့ရမဖြစ်လာနိုင်ဘူးထင်တယ်ဆိုတော့နှစ်ခုပေါ့လေနော်အဲ့တော့ဘာဖြစ်မလဲဆိုတော့မြင်းညောင်းသားထားတဲ့နေရာကိုတော့ကြည့်မယ်အဲ့တော့ဒီဟာမှာခိုးရေဝဒါတီးတဲ့ဒါတီးအဲ့တော့ခိုးရေအိုဘယ်နှစားခိုးရေအိုဒါန်ကိုတဲ့နန်တိုကတ်စတေရှင်နောက်ကလေးပါမလုပ်ဘူးဆိုရင်အဲ့တော့ဒီ ိုကအခုမြင်းကြောင်သားထားတဲ့နေရာပဲလာဖတ်တာမို့လို့ပေါ့နော်ဖတ်လိုက်တယ်ဆိုပေမဲ့လေခိုတယ်ဆိုရယူကိုမသိတော့ဟုတ်တယ်မလားဒါဒီလို့ပြောကြတယ်ကအဲ့ဒါဆိုရဲဒီခိုတယ်ကြီးကိုတီးအောင်တော့ရှေ့ရနေအကြောင်းလေးကိုဖတ်တော့မှရတော့မယ်လေနော်ဖတ်မှပဲရတော့သူရှေ့ရစာကြောင်းလေးစာကိုကြည့်ရခါမှဒီနဲ့လေးကနေစထားတယ်အဲ့တော့ဒီနဲ့ဟာစာမှတော့မထူးတော့ဘူးလေနော်ဒီအရှိဆုံးအဟာနေစပြောမှဖတ်မှာပေါ့အဲ့တော့မိုဟီတိုဇဘနောက်တစ်ခုဒီတဲ့အပေါ်မှာတော့ကျတော့ ဒီတို့စမဲနော်မွန်တိုင်ဝလို့ပြီးတာဟုတ်တယ်မလားအဲ့တော့ပထမမြောက်ပြဿနာလို့ပြောရမလားအဲ့ဒါဥမာမမိုးတို့ကနောက်တစ်ခုလို့ပြောခနေရမိုးတို့ကနော်မွန်တိုင်ဝဆွဲထည့်ပေးနေတူတူပဲနောက်ထပ်ပြဿနာတရက်ကဆိုတဲ့ပုံစံကိုပြောချင်တာပေါ့လေနော်အဲ့တော့နောက်ထပ်ပြဿနာတစ်ခုကလေအွန်လိုင်းကြီးနိုင်ရောခရီးခိုင်စတဲ့ဘန်ကီယိုစတဲ့မော်အဲ့တော့စစတော့သူ့ကိုနောက်တန်းတက်မပေးဘူးလို့ပြောနေနော်အပေါ်မှာမတို့ဖတ်ခဲ့ရတော့ကလေနော်အဲ့လိုသာတက်မပေးဘူးဆိုလို့ရှိရင်တူတဲ့အကြောင်းအရာကြီးကို ခရီးခဲစီဘန်ကိုရှိမစတဲ့ထထလဲလဲတင်ရရဲ့မနစ်ကလည်းတဒမ်းမယ်အခုလည်းတဒမ်းမယ်ဟုတ်တယ်မလားအဲ့ဒါဆိုလို့ရှိရင်ဟိုဗါလဲတူတဲ့အကြောင်းအရာကြီးကိုပဲတင်လိုက်ရလို့ဖြစ်သွားတယ်လေနော်အဲ့ဒီလိုမျိုးစတေမော့တင်မယ်ဆိုရင်တောင်းမပဲတဲ့စေစကီကခန္ဓာရာဇီစီမော့ဒါလေးက grammar လေးပါခန္ဓာရာဇီစီမော့နာနီနာနီနိုင်ဆိုတဲ့ grammar လေးလေနော်တေကြပေါ့နာနီနာနီဘူးဆိုတဲ့အဓိပ္ပာယ်လေးနော်အဲ့တော့စေစကီပါ ရမှတ်တရားလေးတဲ့ခန္ဓာရာစုနိုင်နေတာနေနိုင်တေချာမောက်ဘူးဘာဘူးလဲအာကာရနိုင်နဲ့မတက်လာဘူးလို့ပြောချင်တာညာလိုင်းအဲ့တော့ဒီပညာသင်နဲ့မှာပဲထပ်ထားလိုက်တယ်နော်ဥမာတဒန်းကြလို့မို့လို့ကွာတဒန်းကိုသူ့ကိုနောက်တဒန်းထပ်မပေးဘူးနှစ်တန်းကိုမရောက်ဘူးပေါ့လေနော်တဒန်းမှာပဲထားတယ်အဲ့လိုထားတယ်ဆိုတော့မှာပဲနောက်တစ်နှစ်လာလဲဒီတင်ရိုးပဲတင်ရမှာဟုတ်တယ်မလားတင်ရိုးတွေကပြောင်းမသွားဘူးပုံစံတွေကလည်းဘာမှမပြောင်းသွားဘူးလေနော်ဒါပဲတင်ရတော့တူတဲ့အကြောင်းအရာတွေကိုခရီးခါရဲ့ရှိရှိတယ်မို့လုံးမယ်ဆိုရင်ဒေါင်းနဲ့ တေချာပေါက်ကြီးအမှတ်တွေတက်မလာဘူးထို့ဆိုတော့လို့ ఓ မိုဝါရီခုတ်တော်သေးစ်ထင်ရပါတယ်ဘောနော်အဲ့တော့ဒီတန်းကြီးမှာထပ်ထားလိုက်လို့လေဒီကလေးကအမှတ်တက်လာမှာမဟုတ်ဘူးလို့ထင်ရတယ်တဲ့။အိုမိုဝါရီတခုတော့ဆိုတော့အတွေးခံရတယ်ပေါ့လေနော်။အဲ့တော့သူကဘာလို့ခိုင်းနေရလဲဆိုအနောက်မှာဆက်ပြောထားတယ်။ဇေဇီကီကဝါဒွီနော်ကအမှတ်တွေရလက်တွေမကောင်းဘူးဆိုတာဒီတဲ့ ဘန်ကျိုစရုစူကန်ကနိုင်လာပြီနော်ပြဿနာကိုသူကအတိအကထောက်ပြနေရပေါ့လေနော်အမတ်မကောင်းရတဲ့အကြောင်းပြချက်ကစာလုတ်ဖို့ရှုကောင်အကျင့်မရှိတာဟာတဲ့ပေါ့နော်စာမလုတ်တတ်တာကပြောချင်တာပေါ့နော်စာလုတ်ဖို့အကျင့်မရှိတာဘန်ကျိုနိုယာရီကတာကဝါကာရနိုင်နဲ့စာလီလာဖို့အတွက်လုတ်ပုံလုံးကြီးကိုနားမလဲတာ基本的なことが分かっていないなどအခြေခံကြပါတယ်ဆိုတဲ့အကြောင်းအရအဲ့တော့ ဒီအခြေခံကြပါတယ်ဆိုတဲ့အကြောင်းအရာကြီးကိုနားမလည်တာတဲ့အဲ့တော့အဲ့အခြေခံကြပါတယ်ဆိုတဲ့အကြောင်းအရာဘာလဲရှိကိုပြန်ကြည့်တော့ရှူကန်ကနိုင်ဘန်ကျော်နိုယာရီခတာကဝါကာရာနိုင်အဲ့ဒါတွေကိုမတိဘူးနားတော့ size တစ်ပြင်းတွေက gone in they are do တရားရုတွေအတိတ်ဝင်တို့ရှေ့မှာတင်ပြီးပြီလေနော် death ဆိုတဲ့အကြောင်းအရာဟုတ်တယ်မလားအဲ့တော့ gone in ပဲဖြစ်ပါတယ်ခုတ်တော့က oe အဲ့တော့အဲ့အကြောင်းအရာတွေများတယ်ပို့ အဲ့တော့အဲ့ဒီခိုးတဲ့အိုဆိုတဲ့အေဒီဟာကိုဆိုတော့ရှေ့မှာပါသွားတယ်ဘယ်ဟာလဲခီဟွန်တိတ်ခီနာကိုတော့ဒီအခြေခံကြတဲ့အရာအဲ့တော့အဲ့တစ်ခေါက်ပြန်ပြောရင်ခီဟွန်တိတ်ခီနာကိုတော့ဆိုဘာလဲစာလုပ်ဖို့အတွက်ရှုကံမရှိတာပြီးတော့လို့ရှင်လုပ်ပုံလုံးကြီးကိုနားမလဲတာဆိုတဲ့အရာလေးဘောတော့အေဒီခိုးတဲ့ကြီးကိုနန်တိုကာစနာကေရဲပါနန်တိုကာရဲ့ဒီပဲတနီးနီးနဲ့လို့ပြောချင်တာစနာကေရဲပါမလုပ်ဘူးဆိုရင်တနီးနီးနဲ့မှမလုပ်ဘူးဆိုရင်ဘာတွေမလုပ်တာလဲ ဒီကလေးဟာစာမလုတ်သက်တာလေနော်အဲ့ဒါကြီးကိုတဒန်းချလိုက်တယ်ချလို့ဒီစာတင်ပေးလေကြနေမှာပဲနောက်တစ်နေ့လဲဒီတိုင်းပဲထပ်ပြင်နေမှာပဲဟုတ်တယ်မလားအဲ့တော့တနီးနီးနဲ့ဖြည့်ရှင်ဘာလို့ဖြည့်ရှင်မှာလဲအခြေခံကြတဲ့အကြောင်းရာ तू ကစာမကြက်နိုင်တာလား तू ကစာလုတ်ပုံလုံးနေမသိရလားစာလုတ်တဲ့အချက်မရှိရလားဒါတွေကိုမှမှစီနောက်ကဲတယ်ဗျမဖြည့်ရှင်ဘူးဆိုရင်ခေကဝ ဟောနာနိုင်ဘလောက်ပဲအတန်းနေချချရလက်ကြီးကပြောင်းမှာမဟုတ်ဘူးကြမြဲကြစေကြလက်တမ်းပဲဖြစ်နေမှာပေါ့လေနော်အဲ့အတွက်ကြောင့်မလို့ဒီရဲ့အတိတ်ပဲဘာလဲဆိုတော့နောက်တတန်းမတက်နိုင်တာမဟုတ်ဘဲနဲ့ဘန်ကျိုကဝါကာရာဝါကာဒူယိုနီနာရာနိုင်ပေါ့လေနော်စာလီလာဖို့အတွက်နားမလည်ဘူးဆိုရင်ဒီပြဿနာကြီးရဲ့ရလက်ကပြောင်းမှာမဟုတ်ဘူးဆိုတဲ့ဖြေကယုံပါရမလားခေလားခင်မင်းတို့အဲ့ဒါကနံပါတ်1နောက်နံပါတ်3

ဂျမန်စာနဲ့ပတ်သက်တဲ့အနေတင်ရတာတော့မဟုတ်ဘူးကိုလေးနော်ဖိုင်မှာတော့တမျိုးကို4ရောက်တော့တမျိုးကို3ရောက်တော့တမျိုးအမျိုးစုံကျိုးခုံနေရတယ်ဟုတ်တယ်မလားအဲ့တော့တဒန်းနဲ့တဒန်းနဲ့ကခက်လာလို့ပေါ့လေနော်အဲ့ဒါကသူပြောချင်တဲ့ဒီပြဿနာဆိုတဲ့ဟာကိုပြောချင်တာလားနော်စာတွေပို့ခက်လာတာကအဓိကအကြောင်းရလားနောက်နံပါတ်2ကကြတော့ဒီမှာဆိုလေး3နှစ်3 4မှာပေါ့နော်နှစ်3 4မှာဆိုတူနေရတွေ့လာရင်အဲ့တော့ရှိတွေကလည်းပါထားသလိုပဲလေနော်တချောင်းလေးကွဲထွက်နေတဲ့ဟာကြီးကအဖြစ်ဖြစ်ဖို့ရာခိုင်နှုန်းထက်စာရင် သုံးချောင်းထဲကနေပြီးတော့မှမအားလုံးကိုနှိုက်ထုတ်ခိုင်းတဲ့ဟာမျိုးကပို့ပြီးတော့မှဇာရည်သူအကြိုက်ပေါ့နော်စဉ်းစားခိုင်းတာကွာဒီအမလားတချောင်းကြီးကွဲထွက်နေအဲ့အဖြေကြီးကအရန်လွယ်နေမှာပေါ့ဟုတ်တယ်မလားအဲ့တော့ဒီ၃လေးနှစ်၃လေးကအရန်ကိုမှတူနေရကွာကြည့်ကြည့်လိုက်ဇာမလုံးနိုင်တဲ့ចောင်းသားတွေဇာမလုံးနိုင်တဲ့ចောင်းတကယ်တော့ចောင်းသားမဟုတ်ဘူးနော်ဇာရည်သူကတပည့်ဒီမဲ့ဟိုကနှုတ်ကျိုးနေလို့ပေါ့နော်ဇာမလုံးနိုင်တဲ့တပည့်တွေကတဲ့ဝေနိုကကနနီအဂတတိုကီနီနော်နောက်တစ်ထပ်ကိုတက်ပေးလိုက်ပြီနော် ဆာမလုံနိုင်တဲ့ចောင်းသားတွေကိုနောက်တတန်းကိုတက်ပေးလိုက်တဲ့အခါမှာဂျူဂျိုဒီကိုက်ဒီကိနိုင်နဲ့ဟေ့တတန်းစာတော့မမရတဲ့ကလေးကြီးကိုကွာကဲနှစ်ခါလောက်ကြာနေတော်ပါပြီကွာဘောနော်မင်းကိုတင်လိုက်မယ်ကွာဆိုနှစ်တန်းကိုတင်လိုက်ရောအဲ့ကလေးဘလို့လိုက်နိုင်မလဲဟုတ်တယ်မလားစာရီကပို့ပို့ပြီးခက်လာမယ်အဲ့ဒါကြီးကိုအဓိကလိုနေတာက သင်ပြမယ်နီလန်ကြည့်ရမယ်နီလန်မှတ်ရမယ်နီလန်ဟုတ်တယ်မလားဒီပုံမှာ तू ပြောသွားရဟာလေနော်ဒါကြီးမှမမတင်ပေးရဲနဲ့ကလေးကိုနောက်တတန်းတက်လိုက်မယ်ဆိုရင်လည်းပဲဒီရဲ့ဂျူဂီယိုကိုနားလည်နိုင်မှာမဟုတ်ဘူးတဲ့အဲ့တော့နော်ရေဘူးရအနေနဲ့ဆိုနံပါတ်1လေးရအောင်မနည်းနည်းလေးသဘွားကြရလို့ပြောလို့ရတယ်ပေါ့နော်နောက်နံပါတ်3အကြောင်းတော့ဒီလိုစာမလုံနိုင်တဲ့အကြောင်းသားတွေကဂျူဂီယိုနီစီတဲ့ဤကဲနိုင်ရောတဲ့အတန်းတွေကိုပုံမှန်ဆိုရင်တော့စုကုအေးရနေလာတယ်ပေါ့လေနော် တက်ရောက်တဲ့ဘာလို့မှတုံလို့ရအဲ့တော့အတန်းတွေကိုဗတ်တွေပါအီကဲနိုင်တဲ့ဗတ်တာကိုတားမြစ်တယ်နော်တားမြစ်တယ်နော်အဲ့တော့ဆောင်မလုံးနိုင်တဲ့ចောင်းသားတွေဆိုလို့ရှိရင်တဲ့အတန်းတက်ရောက်တာကိုတားမြစ်တဲ့အတွက်ကြောင့်မလို့ဒွေနောကကုနန်နီအာဂါဒေနိုင်လုံးဝတက်မပေးဘူးလေဘောနော်လုံးဝနော်နံပါတ်1ကကြနံပါတ်3ကကြလို့ရှိရင်ဒီလိုဆောင်မလုံးနိုင်တဲ့ចောင်းသားတွေဆိုလို့ရှိရင်အတန်းတက်တာကိုတားမြစ်တဲ့အတွက်ကြောင့်မလို့တဲ့ နောက်တန်းကိုပေးမတတ်ဘူးလေ။အဲ့တော့ तू ကတော့ဒီတိုင်းမှာပဲဆန်နေခိုင်းမယ်ပေါ့ကွာ။နောက်နံပါတ်၄ကျတော့ဘန်ကျိုကဒီကိနိုင်စေတူနီဗော်ရန်တီယာနာတို့တိုကိဗစ်ဂျနာရှိတို့ရှိနိုင်တယ်။အဲ့တော့ဒီလိုစာမလုပ်နိုင်တဲ့အကြောင်းသားတွေကိုတဲ့ဗော်လန်တီယာအစိုက်သဖြင့်ပေါ့လေနော်။တီးတန့်ညွန်ကြောင်းမှုတွေမလုပ်ဘူးတဲ့။ဘုနော်ရှိနိုင်ဆိုမလုပ်ဘူးပေါ့လေ။တကယ်ဆိုတော့လိုအပ်နေတာဟုတ်တယ်မလား။မလုပ်ဘူးဆိုကလေးကမှားနေပြီလေနော်။ဒီကလေးကစာလုပ်ဖို့ဘုန်းတော်စာလုပ်တဲ့အချင်းမရှိရပါလား။ ။ဟောသူကဒီလိုမျိုးစာလုပ်တင်နေလဲမသိရပါလားဆိုတာဖြစ်ရမှာလीနော်။အဲ့တော့နံပါတ်၄ရနိုင်ငံတော်ဒီမှာငါလည်းမှားနေတာလို့ပေါ့နော်။အဲ့ဒါဒီပြည်တနာဆိုတာဗါလဲပေါ့နော်အဲ့တော့စာပိုက်ကိုလာကြည့်တဲ့အခါမှာစာပိုက်ရဲ့နောက်ဆုံးနောက်ဆုံးပိုက်လေးမှာရှိနေပေါ့နော်ဒါကဆိုတဲ့ဟာလေးလေးနော်အဲ့တော့စာပိုက်ရဲ့ဒီပြည်တနာကဒီလိုဆိုတော့နောက်ဆုံးဒီဒီစာပိုက်ရဲ့နောက်ဆုံးအကြောင်းမှာရှိနေအဲ့တော့တခါတည်းဒီစာပိုက်လေးအစအနေဒီစာပိုက်လေးအဆုံးထိဖတ်လိုက်လဲ okay တယ် ။ဘောနော်အခုတော့အဲ့တိုင်လေးလွယ်လွယ်လေးမြင်အောင်လို့မလို့ပေါ့လေနော်။တခါတည်းဖက်ကြည့်မယ်ဆိုမိုချီရွန်ပြိုးစရာကိုမလိုဘူးတဲ့။မိုချီရွန်今のガキナの内容がわからないままで。အခုတဒန်းဆိုရင်တော့မှတဒန်းရဲ့စာတွေအကြောင်းအရာတွေကိုနားမလည်တဲ့မမတဲ့အတိုင်းဆိုရင်အတိပယ်ကိုပြောချင်တာပေါ့လေနော်။နားမလည်တဲ့အတိုင်းကြီးပဲတဲ့။ 上の学年に上がってしまったら、たっとあめ。このじゃあ、けめを、め、なたん点来めかわ、そま。なたんを手びらいで、まだ。えいろみゅう、そういうのまで。今より難しいないようについていくことはできないね。တန်းစာတော့မလိုက်နိုင်ပါဘူးဆိုွယ်နှစ်တန်းစာကြီးကိုဟုတ်တယ်မလားအခုထပ်တော့မှပို့ပြီးတော့မှခက်ခဲပါတဲ့အကြောင်းအရာတွေရှိတဲ့ဟာကြီးကိုဘယ်လိုမှလုပ်နိုင်မှာမဟုတ်ဘူးတဲ့အဲ့မှာကီးဝတ်လေးဒါက တိုးပင်မယ်လို့လို့ပါထားတယ်ဟုတ်တယ်မလားဒါကလို့ပါတာဖြစ်ကြောင်းမလို့ရှိရစာကြောင်းတဲ့စာလို့ရှင်ရင်အနောက်ကစာကြောင်းရဲ့အကြောင်းအရာကိုအတိကသူပြောမယ်ပေါ့လေနော်အဲ့တော့အတန်းကိုတက်မပေးဟိုဘာလဲနားမလဲအတိုင်းကြီးပဲပေါ့နော်အတန်းကိုတက်ပေးလိုက်မယ်ဆိုရင်တေချောင်ပေါက်အိတ်ကလေးကလိုက်နေမှာမဟုတ်ဘူးတဲ့အဲ့ဒီလိုဆိုပေမဲ့လို့ဇွန်နိုစေးတိုနီတုစ်တဲ့အဲ့ဒီចောင်းသားတွေနဲ့ပတ်သက်ပြီးတော့ပေါ့လေနော်အဲ့တော့အဲ့ဒီចောင်းသားတွေနဲ့ပတ်သက်ပြီးတော့တဲ့နော်ဘယ်လိုចောင်းသားမျိုးလဲ ဒီအတန်းမှာဆောင်မလိုက်နိုင်တဲ့ចောင်းသားမျိုးပေါ့လीเนาะအဲ့ဒီចောင်းသားတွေ ਨੇ ပတ်သက်ပြီးတော့မမ volunteer က volunteer ကိုသိရင်နံပါတ်1ကိုကြည့်ဆိုတော့တီးပြီးသားပါပဲဟုတ်တယ်မလား volunteer ဆိုတော့ provider တမားလीเนาะအဲ့တော့2ပြန်ဖတ်တော့ဦးဆို volunteer က特別に指導したりすれば volunteer တွေကလေတီးတန့်ကြီးပေါ့เนาะညွန်ကြားမှုတွေကိုသာလုပ်ပေးမယ်ဆိုရင်ဘသူတွေကိုလုပ်ပေးမှာလဲ တီးချောင်းသားတွေတီးချောင်းသားဆိုတာဘာလို့လဲစစောတော့အတန်းထဲမှာအစင်မပြေကလေးဟုတ်တယ်မလားအဲ့ဒီလိုကလေးမျိုးကို volunteer လား volunteer တွေကဒါတတိတတနဲ့ညွန်ကြားမှုတွေကိုဒါလုပ်ပေးမိတာဆိုရင်ခေါင်းတော်မွန်တိုင်းပါဒီပြဿနာဘေးပြဿနာလေအတန်းမတက်နိုင်တဲ့အတန်းကိုတက်တယ်ဆိုရင်တော့မှပဲ ကြာမြဲတိုင်းကြာနေရပေါ့လေနော်အမတ်ကလုံးဝတတ်မလာဘူးနှုတ်တန်းနဲ့တင်ပေးလို့မရဘူးတင်ရင်လည်းပိုခတ်တာရင်းနဲ့ပဲကြုံတွေ့ရနိုင်တယ်နားလည်မှာမဟုတ်ဘူးပေါ့လေနော်စတဲ့အဲ့ဒီပြဿနာတွေရတယ်ခိုင်ဆန်းစူတုခံကြရတယ်မတ်စတခိုင်ဆန်းရဲ့အိဒိပေကခိုင်လေးရဲ့အိဒိပေကအာရကကြည့်မဲ့ကြိုတင်နေဆွဲအိဒိပေပေါ့လေနော်အနောက်ကဇန်လီကပုံမကောင်းမွန်အောင်လုပ်တယ်ဆိုတဲ့ဟာလေးကိုပြောတယ်အဲ့တော့ခိုင်ဆန်းရဲ့အိဒိပေကကောင်းမွန်လာတဲ့ပို့ပြောမှမှအဆင်ပြေလာမယ်လို့တော့စဉ်းစားလို့ရအောင်ကိုကခုစဉ်းစားအဲ့ ဟိုဗါလေကောင်းမွန်လာတဲ့အခြေအနေတွေပါစဉ်းစားခိုင်းတာမဟုတ်ဘူးဟုတ်တယ်မလားကိုကခုပါရှာမှာလေအဲ့ဒီပြက်တနာဘဲပြက်တနာလေကလေးတွေစာနာမလဲတဲ့ပြဿနာနောက်တဲ့တန်းကိုတက်ပေးလိုက်လေဒီမှာမူဇီကရှင်နိုင်ရောတွေနဲ့ပဲပြည်နေလိမ့်မယ်လေနော်အဲ့တော့အဲ့ဒီလိုမျိုးလို့ပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့နံပါတ်1ကစိုးစိုးကနေကမှားတယ်လို့ပြောထားတယ်လေနော်အခုတက်တောင်ပိုးမှခတ်လာလိမ့်မယ်ခတ်တယ်မခတ်ဘူးကအဓိကပြဿနာမဟုတ်ဘူးနံပါတ် ကျောင်းစာမလုံးနိုင်တဲ့ကျောင်းသားတွေကိုနောက်တန်းတက်ပေးလိုက်လို့ရှိရင်စာတွေကပို့ပြီးတော့မှတော့နားလည်နိုင်မှာမဟုတ်ဘူးဆိုတဲ့ဟာက okay နေပြီเนาะဒီမှာလဲပါသွားရဟုတ်တယ်မလားမူဇူကာစီနိုင်ရောနဲ့အဲစာလုံးနိုင်မှာမဟုတ်ဘူးလို့ပါထားတယ်အဲ့တော့နံပါတ်1က okay နောက်နံပါတ်2ကနံပါတ်3ကကြောက်လို့ရှိရင် တန်းတွေကိုမတက်ဟိုဗါလေအတန်းတက်တာကိုတားမြစ်တယ်အတန်းတက်တဲ့ဟာကိုတားမြစ်တယ်မတားမြစ်ဘူးဆိုကြအောင်မပြောထားဘူးဟုတ်တယ်မလားဇီတေဘ EK9 ပေါ့လေနော်မင်းတို့အတန်းတက်လို့မရဘူးတွေပါမပြောထားဘူးနောက်တန်းတက်မပေးဘူးလို့တော့ပါတယ်ဒါပေမဲ့လေဒီလိုအတန်းမင်းဆမ်လိုက်နေအတန်းလာမတက်နေဆိုတဲ့ဟာမျိုးပေါ့နော်အဲ့လိုမျိုးမပါထားဖြစ်ကြောင့်မလို့နံပါတ်3အောင်ပါတယ်နောက်နံပါတ်4က ဟောလန်ဒီယာတွေကိုရှီတို့မလုတ်ခိုင်းရှီတို့လုတ်ခိုင်းနေရလေနော်ဒီပြဿနာကြီးကိုဖြေရှင်းဖို့ရှီတို့လုတ်ခိုင်းတယ်လို့ပြောတယ်ဒါပေမဲ့အခုကမောရုရှာမှာဒီပြဿနာဆိုတာဘာပြဿနာလဲကလေးတွေစာမကျက်နိုင်တဲ့ပြဿနာအဲ့လိုစာမကျက်နိုင်တဲ့ကလေးတွေကိုနောက်တတန်းကိုထပ်တင်ပေးလိုက်လေအဲ့ဒီအကြောင်းအရာကြီးကိုဒီကိုင်းမဖြစ်ဘူးလို့ပြောချင်တာဖြစ်တဲ့ကြောင့်မလို့ဖြေရနှိပါရမလားโอเคလာရင်ရမယ်နော်အဲ့တော့နောက်ဆုံးပိတ် 上の学難の勉強の内容についていくため、အပေါ်နဲ့ပေါ့နော်အဲ့တော့နောက်တန်းတက်ပေးလိုက်လို့စာလီလာရတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့တဲ့ပတ်သက်ပြီးတော့မှသွားဖို့အတွက်ပေါ့နော်အဲ့လိုပတ်သက်သွားဖို့အတွက်ပေါ့ကွယ်ခုံတော့ပုံရှိုးတဲ့ခါကြီးတက်တော့ဒိုးစွေစွေပဲကီကိုတော့ကဆိုအဲဒိုးစွေ ပိတ်ခီတာတော့အသေးတို့ကဘလို့လို့တင်တယ်လို့ပြောနေရလဲအဲ့တော့เนาะ तू อ่ะနောက်ထပ်ပညာသင်နှစ်ကိုတက်ပေးမယ်ဆိုတော့နောက်တန်းတက်လိုက်မယ်ကွာနောက်တန်းတက်มาရေးပေါ့เนาะစာလီလာရဲ့အကြောင်းရင်းနေနဲ့ပတ်သက်သွားမယ်ပတ်သက်သွားဖို့အတွက်ဆိုတဲ့ဟာပေါ့လေเนาะအဲ့ဒါကဘာဖြစ်မလဲနံပါတ်1ကကြတော့ QC က volunteer တို့ issue နေเนาะဒီဆရာတွေကเนาะ volunteer တွေနဲ့တူတူတဲ့ဂျူဂီယိုနိုအတိုနီစာတင်ပြီးသွားတဲ့နောက်မှာဒိုကူဘေးစနာရှိတော့ဆိုရအဲ့တော့ဥမာတို့ဆော့ဆော့တော့ကဆိုရင်တော့မလေးเนาะဒီဟာလေးမှာပါခဲ့ရဟုတ်တယ်မလား ဒီပြည်သနာကိုဖြေရှင်းဖို့ဆိုမှတော့ဘာလို့လုပ်ရလဲ volunteer တွေကတီးတန့်ရှီတို့လုပ်မယ်ဆိုရင်တော့ဒီပြည်သနာတွေကအေးပြန်လဲကောင်းမွန်နိုင်တယ်လို့ပြောထားတယ်ဟုတ်တယ်မလားအဲ့တော့တေချာပေါက်တော့ volunteer ရှီတို့လုပ်မယ်ပေါ့နော်ဒါပေမဲ့ဆရာတွေက volunteer နဲ့အတူတူလုပ်မလားမလုပ်ဘူးလားဆိုတော့ပြန်ချိန်ရမယ်ပေါ့လေနော်ပြီးရင်အတန်းပြီးမှလုပ်မလားအတန်းချိန်တွင်းမှလုပ်မလားပေါ့လေနော်နောက်နံပါတ်2ကကြတော့ volunteer တို့ grazie no hokano seito ga wakaranai tokoro o shieru le volunteer တွေနဲ့ အတန်းထဲမှာရှိရတခြားသောចောင်းသားတွေเนาะဒီမှာမတူပြန်တော့ဘူးနံပါတ်1တောင်းကကြတော့ဆရာနဲ့ volunteer နံပါတ်2ကြတော့ volunteer နဲ့တခြားသောအဲ့ဒီအတန်းမှာရှိနေတဲ့ចောင်းသားတွေပေါ့လေเนาะအဲ့ចောင်းသားတွေကနားမလဲတဲ့နေရာကိုပြောပြရမှာတဲ့နောက်နံပါတ်3ကကြတော့ Bangkyo no ni ga tena sei tu ni atanai yo volunteer ga si do su တွေ့တယ် volunteer အာစာလီလာတာညံ့ပါတယ်ဆိုတဲ့ចောင်းသားတွေ ਨੇ ကြိုက်တဲ့နိုင်ယောအចောင်းရာကို volunteer တွေရပဲရှိလို့လို့အမှအဲ့တော့နော်တိကကြတော့ဆရာနဲ့ volunteer နှစ်ကကြတော့ volunteer နဲ့အတန်းထဲမှာရှိရအကြောင်းသားတွေနံပါတ်3ကြတော့ volunteer တယောက်ထဲနောက်နံပါတ်4ကြတော့ Jukyo Juni volunteer ကဝါကာနိုင်တところところဝါကာနိုင်တところについて教えるれစာသင်နေခြင်းအတွင်းမှာပဲ volunteer တွေကနားမလည်တဲ့အကြောင်းအရာကိုပဲပြောမှာအဲ့တော့ တင်းနဲ့သုံးနဲ့လေးနဲ့မှာ volunteer တယောက်ထဲရမယ်လို့တဲ့ဆိုရင်အကြောင်းလေးပါထားရပေါ့လေနော်အဲ့တော့ကြာကြည့်ကြည့်မယ်ဆိုရင်အခုငါတို့ဖြေရမှာနောက်ဆုံးအပုတ်လေးဖြစ်လာပြီအခုဒီမှာဆိုလို့ရှိရင်နောက်ဆုံးအကြောင်းကိုရောက်လာပြီပေါ့လေနော်အဲ့တော့ပုံမှန်ဆိုရင်တော့လေအန်တူလိုဟာမျိုးမှာဆိုရင်တော့နောက်ဆုံးအပိုက်ရဲ့နောက်ဆုံးအကြောင်းလေးကိုထွက်ဖက်လိုက်ရင်တော့ okay တယ်ဒါမဲ့ဒီအရေးကိုလေကိုငါတို့စမ်းကြည့်မယ်ဆိုမှလာကြည့်ရောခုံလို့ရောတော့ခုတို့ဒီလိုအကြောင်းရာဆိုဘလို့အကြောင်းရာလည်းမသိပြန်တော့ဟုတ်တယ်မလားအဲ့တော့အဲ့ဒါတီးဖို့အတွက်ဆိုငါတို့ရှေ့တစ်ကြောင်းဖတ်မှပဲရမယ်ဆိုစာကြောင်းရဲ့အစာကိုပဲရောက်သွားပါပဲ နော်အဲ့တော့ဒီတစ်ပိုက်ကနေစဖမ်းအမေပေါ့ထောက်တွေ့ပါဥပမာအနေနဲ့လေးတဲ့ GQO ကအိုဝတာတော့နိဘယ်ချိန်မှလဲဆိုအိုဝတာအတော်လို့ပြောထားရလေနော်အဲ့တော့စာတင်ချိန်ပြီးသွားတဲ့နောက်မှာကျိုစင်းနီနာဒီတိုက်တိုက်ကဆေးရဆရာဖြစ်ချင်ပါတယ်ဆိုတဲ့တက်ကတူចောင်းသားတွေအဲ့တော့အတန်းပြီးသွားတဲ့နောက်လို့ပြောခနေရလေဒီမှာနံပါတ်၄ကစာတင်ချိန်အတွင်းမှာလို့ပြောတဲ့ဟာကြီးကမှားမှာပေါ့ ရလိုက်အဲ့တော့နံပါတ်၄ကအဲ့မှာကနေက cancel ပေါ့နော်အတန်းပြီးသွားရင်နောက်မှာ fallen air ဆီယာဖြစ်ချင်ပါတယ်ဆိုတဲ့ចောင်းသားတက်ကတူចောင်းသားတွေရဲ့ thai shoku sta kyo shi လေ thai shoku လေးကိုမသိရင်တော့နံပါတ်၃ကိုကြည့်ပါဆိုတော့ shiko to ရမယ်တို့လေဒီပါနေအလုတ်ကိုနားထားတယ်ပေါ့နော်ចောင်းဆရာတွေအဲ့တော့နံပါတ်၁ကိုကြည့်ကြည့်နံပါတ်၁မှာဆီယာတွေက volunteer နဲ့အတူတူလို့ပြောထားတယ်အခုသူပြောတာကတက်ကတူចောင်းသားတွေရဲ့စတီမာကလေး ထိုင်ကျိုးရှိလို့သာတုံးထားရယ်ဆိုမှတကယ်တမ်းကျိုးရှိမဟုတ်တော့ဘူးဟုတ်တယ်မလားအလုတ်ကနေရက်နာပါပြီလို့ပြောထားရယ်လीနော်အဲ့ဒါကြီးကိုကျိုးရှိဆိုနံပါတ်1ကလည်းအဲ့နံပါတ်မို့လို့မှားနိုင်တယ်။ညာလိုက်အဲ့တော့ကျိုးရှိလို့ရေးထားပေမဲ့ပေါ့နော်ဒီရဲ့ဟာရဲ့ကျိုးရှိရကြလို့ရှိရင်အလုတ်နားထားတဲ့ဆရာတွေရတဲ့ကောကိုနီခိတဲ့အကြောင်းကိုလာပေးရမယ်။လာပြီးအောင်မှာမှာဆိုနိုစီတိုနိုမွန်ဒိုင်ကိုရှိတယ် အေးဒီចောင်းသားတွေရဲ့ပြဿနာကိုသိအောင်လုပ်ရမယ်အဲ့တော့အေးဒီចောင်းသားဆိုဆွတ်ဆွတ်ပြောရင်စာမလုံနိုင်တဲ့ကလေးတွေလीနော်သူတို့ရဲ့ပြဿနာကစာမကျန်နိုင်တာလားစာကျက်တဲ့အကျင့်မရှိရလားစာအကိုကိုနားမလည်နေရလားပေါ့လေနော်စတဲ့ပြဿနာတွေကိုသိအောင်လုပ်ရမယ်ဆိုတော့ဒီမှာလေးနံပါတ်နံပါတ်3လေးကိုကြည့်ဒီအကြောင်းအရာအဲစာလေးလာတာညံ့ပါတယ်ဆိုတဲ့အကြောင်းသားရင်းနဲ့ကြိုက်တဲ့အကြောင်းအရာလို့ပြောထားတယ်ဟုတ်တယ်မလားအဲ့တော့အဲ့ကြိုက်တဲ့အကြောင်းအရာဆိုတာက ူတို့ဖြစ်နေတဲ့ပြဿနာကိုသိအောင်လို့ဆိုတဲ့ဟာကိုပြောရပါလိမ့်နော်သူတို့ဖြစ်နေတဲ့ပြဿနာကိုသိအောင်လို့ဇုံသောကိုသောမောနီအတာစီတို့ဆိုတော့အဲ့ဒီကလေးနဲ့ကြိုက်ပါတယ်ဆိုတဲ့ညွန်ကြားမှုတွေကိုစွတ်တွင်တော်တဲ့အလို့လောက်ရမှာပဲဖြစ်ပါတယ်ဆိုတော့သူတို့နဲ့ကြိုက်တဲ့အကြောင်းအရာတွေကိုအရင်သိအောင်လို့ပြောမှာမှစီတို့လို့လို့ပြောကနေအဖြစ်ကစမ်းပါရလားโอเคလားအဲ့တော့ထပ်ပြီးတော့မှကြည်ကြည်ရင် ကိုနိုယောနာကိုတိုစတိတ်ကအေဒီလိုမျိုးကိစ္စတွေကိုလုတ်သွားမယ်ဆိုရင်ဘယ်လိုကိစ္စလဲသူအရှိမပါတဲ့စာကြောင်းအေဒီလိုကလေးမျိုးဘယ်လိုကလေးမျိုးလဲစာလေးလာတာညံ့ပါတယ်ဆိုတဲ့ကလေးမျိုးလေးနော်အေဒီကလေးမျိုးကိုဘာမင်းကဘာညံ့နေရလဲသင်ချာမရလားဘာလားပေါ့လေနော်စတဲ့အကြောင်းအရသူနဲ့ကြိုက်ပါတယ်ဆိုတဲ့ရှီတိုးတွေကိုသာလုတ်သွားပေးမယ်ဆိုရင်ねယာရုခိကနာကုစကိုတော့မနိုင်ねယာရုခိကနာကုစနာကုစရဲ့ပြောက်တယ်လို့ပြောရလေနော်အဲ့တော့ ရာဒုခိလှုပ်ရှင်စိတ်တွေပျောက်သွားတယ်ဆိုတာမျိုးကလည်းခိုးတော့ငုံနောက်ခုမရှိတော့ဘူးလို့ပြောတာအဲ့တော့လှုပ်ရှင်စိတ်ပျောက်သွားတယ်ဆိုတာမျိုးကလည်းမရှိတော့ဘူးဝေနောကကနနီជីတေမောနောက်တန်းတက်မယ်ဆိုရင်တော့မှပဲကွာဘန်ကျော်နီជីတေကူကိုတော့က တေကီတို့လေနောက်တန်းတက်မယ်ဆိုရင်လည်းစာလိလာရတဲ့ပုံစံတွေကိုသူတိသွားနိုင်တယ်။နောက်မှပါတဲ့စာရေးသူရဲ့အပေးချင်ဆုံး message လို့မြင်ရတဲ့အဆုံးတန်လေးပေါ့လေနော်။ No they were nine တို့ကနာနီနာနီမဟုတ်လားဆိုတဲ့အခု entry မှာတင်ရတဲ့စာရေးသူရဲ့အတိကအဆိုပြုခြင်းနဲ့ grammar မျိုးပေါ့လေနော်။နာနီနာနီမဟုတ်လားဆိုတဲ့ဟာကိုပြောခြင်းပါ။အဲ့တော့ဒါကြီးကိုဖတ်လိုက်ကနေကပေါ့နော်။နံပါတ်1ဖြစ်တဲ့ volunteer တွေနဲ့အတန်းမှရှိတဲ့ចောင်းသားတွေမပါအောင်မပါထားအောင်အဲ့တို့ကြောင့်မျိုးအဖြေက sample လေးဖြစ်ရမယ်။ မလား okay လားရမယ်เนาะအဲ့တော့ဒီလိုပုံစံမျိုးနဲ့လေအာဒီလိုဘလောက်ပဲကွာအပုတ်ကြီးပဲရှည်ရှည်နေပေါ့လေเนาะဖတ်ရတာကလွယ်မယ်လို့ထင်ပါတယ်အဲ့ကြအဲ့ဒါဆိုရင်46လေဒီမှာရင်ပြီးပါပြီတော့နားလေလား okay မလားရမယ်เนาะအဲ့ကြအဲ့ဒါဆိုရင်ဒါလေး